လူဘဝရလာလို့ဆိုရက်စိပါလာတယ်နှကောင်းပါအဲ့တော့လူတွေကနှစ်သက်ကြတယ်တွေ့တာကြတယ်ဘာကိုနှစ်သက်ကြတော့လို့မေးတယ်ရက်စိကိုနှစ်သက်ကြတာလူတိုင်းလူတိုင်းဟာစဉ်းစားချင်းငါမျက်စိဆိုငါမျက်လုံးဆိုမျက်လုံးပေါ်မှာတွေ့တာမှုကအမှန်တမ်းကြီးမားတယ်နော် ငါနဲ့မျက်လုံးနဲ့လည်းတစ်ခါလေးခွဲလို့ရတာမဟုတ်ဘူးငါနဲ့လည်းခွဲလို့မရဘူးငါလို့ပြောပြီးငါဟာဆိုတာနဲ့လည်းခွဲလို့မရအထင်မြင်လွဲနေပုံကြည့်မျက်စိကိုငါလို့မြင်တယ်ဘာနဲ့မြင်တာတုံးဆိုမှားရင်းနဲ့အမြင်နဲ့မြင်လိုက်တာဒိဋ္ဌိဆိုတဲ့အမြင်နဲ့မြင်တာငါလို့မြင်တဲ့မျက်စိကို တဏအတွင်းနဲ့တွေးကြည့်လိုက်တဲ့အခါကျတော့ငါဟာငါပိုင်နာငါမျက်စိဟောဒီလိုမြင်လိုက်အပြောတင်မဟုတ်ဘူးစိတ်ထဲမှာလည်းဒီတိုင်းဆွဲမှတ်ထားတာနော်ဆွဲမှတ်ထားပြီးတော့ဒီပုံမှာတွေ့တာမှုတွေအမှန်တမ်းချီးတယ်။တာမန်နဲ့ဖြုတ်လို့မရဘူးတွေ့တာမှုတွေအမှန်တမ်းချီးတယ်။မှားရက်နဲ့အမြင်ကလည်းခိုင်မာတယ်။တွေ့တာမှုကလည်းခိုင်မာတယ်။ ဒါကြောင့်မို့မျက်လုံးလေးတစ်လုံးပဲစဉ်းစားကြည့်လူတွေတရားတွေဘာကိုတွေ့တာနေကြဆုံးဆိုမျက်လုံးကိုတွေ့တာတို့ဒီတွေ့တာမှုဆိုတာလေးကိုမဖယ်နိုင်ဘူးလို့ဆိုလို့ရှိရင်နှလုံးစိတ်ဝင်အေးချမ်းမှုဘယ်လိုမှမရဘုရားကမျက်စိကိုဖယ်ခိုင်းတာမဟုတ်ဘူး မျက်စိပေါ်မှာငါလို့တွေးနေတာနဲ့ငါဟာလို့တွေးနေတယ်တွေ့တာမှုနဲ့မှားရွေးတဲ့အမြင်ကိုဖယ်ခိုင်းတာမျက်စိကမရှိဘူးလားရှိတယ်ဒီမျက်စိဘာကြောင့်ဖြစ်တာကံတရားကြောင့်ဖြစ်ဖြစ်လာပြီးတော့သာဝရတီးနေတာလားမဟုတ်ဘူးသူတက်တန်းနဲ့သူပျက်စီးပြီးတော့မြေကြီးများလို့အစင်သာဝရပြောင်းလဲနေတဲ့အရာလားဖြစ်တယ်ဒါကြောင့်မို့လို့ မျက်လုံးလေးဟာတဖြည်းဖြည်းချင်းမှုန်းလာတယ်ဆိုတာအဲ့ဒီသဘောပဲရွေရှားနေတာအနေဒီအတွက်ကြောင့်ပြောင်းလဲမှုတွေစက္ကမလပြောင်းလဲမှုတွေ ਨੇ ရင်ဆိုင်အဲ့ဒီစက္ကမလပြောင်းဆွဲနေတဲ့အရာကိုမြတ်စွာဘုရားကဝိပရိနာမဓမ္မဖောက်ပြန်ပြီးတော့ပြောင်းလဲနေတဲ့အရာဖြစ်တယ်ဒါကြောင့်မလို့အနိစ္စပေါ်ပြီးပြောက်တဲ့အရာနာဖြစ်တယ် ထာဝရတည်ရှိနေတဲ့အရာမဟုတ်ဘူးလို့ဆိုတာကိုအလေးနဲ့ဆင်ញင်ခိုင်းဘာဖြစ်လို့ဒီလိုချိခိုင်းတာလဲလို့ဆိုငါလို့တွေ့မယ်ငါဟာလို့တွေ့မယ်လို့ဆိုလို့ရှိရင်မျက်စိအတွက်တောကားတွေဖြစ်မှာပဲငါလို့တွေ့ထားလို့ရှိရင်ဒီမျက်စိကဒီတိုင်းနေမှာမဟုတ်ဘူးကျင်းရင်ကျင်းမယ်မှုန်ရင်မှုန်မယ်ပြက်ရင်ပြက်မယ်တိမ်ကြရင်ကြမယ်ခုခေတ်မှာတိမ်ကအမျိုးဆုံးเนาะ အတွင်းဒိန်နဲ့အပြင်ဒိန်နဲ့ရေဒိန်နဲ့မျိုးစုံသားတစ်ခုကြောင့်မျက်စိကပြက်ပျက်စီးနေအပျက်စီးလာမှစိုးရင်ရဘာဖြစ်လို့ဒီစိုးရင်ကိုစိတ်နှလုံးပူပန်မှုတွေဖြစ်ရတာတုံးဆိုငါလို့ဆိုတဲ့အတွေ့တွေ့ထားတာရဲ့ငါဟာဆိုတဲ့အနေနဲ့သိမ့်ပိုက်ထားတာရဲ့ဒီနှစ်ခုကြောင့်ပဲအဲ့တော့ငါနဲ့ငါဟာ ဒီတွေးတွေကိုမဖယ်နိုင်တယ်များကလည်းပဲလို့နှလုံးစိတ်ဝမ်းအေးချမ်းမှုဆိုတာမရနိုင်ဘူးတဲ့ဟောဒါအောင်ဆုံးလို့လားနော်ကြိုးစားပြီးတော့ဖယ်ကြည့် contemplation လို့ခေါ်အနုပတ္တနာအတိညာနဲ့စဉ်စဉ်စဉ်းစားကြည့်အေးမျက်စိဆိုတာငါလားလို့ဆိုဘယ်ဟုတ်မလဲမမဟုတ်ဘူးကံတရားကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်အစုဝေးတာဖြစ်တယ်။သူ့အကြောင်းနဲ့သူသွားနေတာပြောင်းလဲမှုမြောင်များစွာနဲ့အရှင်အဝါအရှင်နဲ့ပြောင်းလဲနေတဲ့အရာတစ်ခုသာဖြစ်တယ်။ဒီမျက်လုံးပေါ်မှာငါကဘာမှလုပ်နိုင်စွမ်းမရှိဘူး။ဟုတ်လား။ဒီမျက်စိပြောင်းလဲနေတာကိုမပြောင်းလဲရအောင်ငါမှလုပ်နိုင်တဲ့ပါဝါအာဏာလည်းမရှိဘူး။ဘာမှမလုပ်နိုင်ဘူး။ အစင်တော်ရပြောင်းလဲနေတယ်ဆိုတာအနေဆအဲ့လိုအစင်တော်ရပြောင်းလဲနေသည့်အတွက်ကြောင့်ခြေနှက်เสียမရှိဘူးဆိုတာဒုက္ခဒီပြောင်းလဲနေတဲ့အရာကြီးတစ်ခုကိုငါအနေနဲ့ဘာဖြစ်ချင်လို့ဘယ်လိုထိမ့်ချုပ်မလဲဆိုတာကိုယ့်ရဲ့အလိုတိုင်းဘာတစ်ခုမှမဖြစ်နိုင်တာကအနတ္တလို့ဆိုလိုတာကမျက်စိရဲ့တဘာဝဟာ မမြဲတဲ့သဘောသူ့မှာရှိနေတယ်။ကျင်တတ်ဆရာမကောင်းတဲ့သဘောသူ့မှာရှိနေတယ်။ကိုကိုယ်တိုင်ဘာမှမတတ်နိုင်တဲ့အနေအထားသူ့မှာရှိနေတယ်။အဲ့ဒီရှုထောင့်သုံးခုကနေပြီးတော့အမှန်ကန်ရှုမြင်လိုက်နိုင်ပြီလို့ဆိုလို့ရှိရင်ဘာကိုဖြုတ်နိုင်တာတော့ဆိုငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့တွေဖယ်လိုက်နိုင်တယ်ပေါ့အဲ့ဒီလောက်လေးပဲစဉ်းစားကြည့်ရင်ကို အတော်အသင့်ဖယ်လို့ရသွားလွယ်လွယ်နဲ့တော့ဖယ်တာမဟုတ်ဘူးစဉ်းစားလိုက်တဲ့အခိုက်ကလေးမှာဒါပြောက်သွားတေးချာစဉ်းစားကြည့်တော့ကွာအေးမျက်စိဆိုတာငါမဟုတ်ဘူးငါလည်းမဟုတ်ဘူးသူ့အကြောင်းသူ့ကံနဲ့ဖြစ်ပြီးတော့သာဝရပြောင်းလဲနေတဲ့အရာဖြစ်တယ်အမေမွေးတော့မျက်စိမဟုတ်ဘူးအခုရှိတဲ့မျက်စိကစင်ငယ်စင်ငယ်ဖြစ်ပေါ်လာတဲ့နောက်ပေါ်ကော်ပီနေတာဖြစ်တယ် နောက်ပေါ်လေတာဖြစ်တယ်။အဲ့ဒါတွေကသာဝရပြောင်းလဲနေမှာပဲ။ဒီသာဝရပြောင်းလဲနေတာကြီးလေဘယ်တော့မှရပ်လို့ရမှာမဟုတ်ဘူး။သူ့အကြောင်းနဲ့သူဖြစ်နေတာအကြောင်းအကျိုးညီးနေရင်တော့ကောင်းပါပဲ။တစုံတစ်ခုအကြောင်းအကျိုးဖောက်ပြန်သွားတာနဲ့တရားရင်နဲ့ပျက်စီးသွားမှာပဲ။ငါပါတတ်နိုင်တော့မမတတ်နိုင်ဘူး။ဟောဒီလိုဆင်ញင်စဉ်းစားလိုက်ငါဆိုတဲ့အတွင်း ငါဟာဆိုရင်အတွေ့ရှော့ချလိုက်နိုင်အဲ့ဒါလို့ရှော့ချလိုက်နိုင်တာနဲ့တပြိုင်နက်တစ်စုံတစ်ခုမျက်စိဖောက်ပြန်ပြောင်းလဲတာတာနဲ့ကြုံတဲ့အခါမှာဖြစ်ရနေခြင်းဆိုတဲ့တောကမလာတော့ဘူးအဲ့ချာမျက်စိအတွက်ငိုကြွေးတာဆိုတာမရှိဘူးဘာလို့တော့ဆိုဒါဒီလိုဖြစ်မယ်ဆိုတာစဉ်းစားထားပြီးတာလေအတိညာနဲ့စဉ်းကျင်စဉ်းစားထားတော့ တောကဆိုတာမလာဘူးပရိဒေဝဆိုတာမလာတော့ဘူးဒုက္ခဆိုတာမလာတော့ဘူးဒေါမနတဆိုတာမလာတော့ဘူးဥပါယတာလို့ခေါ်တယ်စိတ်နှလုံးပင်ပန်းမှုတွေလည်းမလာတော့ဘူးတဲ့အဲ့ဒီမလာတော့ဘူးဆိုလို့ရှိရင်စိတ်နှလုံးနှလုံးစိတ်ဝမ်းသာအေးချမ်းသွားတာပဲဒါကိုပြောနော်တခဏဆင်ញင်လိုက်ရင်တခဏအေးချမ်းသွားနောက်ဆုံးမှာအမှန်ကန်မြင်မှုက ဆွမ်းဆောင်မှုတွေအကောင်းလာလေလေတောကပရိဒေဝဒုက္ခဒေါမနတဥပယတဆိုတဲ့တရားတွေကယောပါသွားလေလေတဏအတွေးဒိဋ္ဌိအတွေးတွေဝေးသွားလေလေသောကပရိဒေဝဒုက္ခဒေါမနတဥပယတဆိုတဲ့ပူပန်မှုတွေကပျောက်ကင်းသွားလေလေဒီလိုလာတာဟုတ်နောက်ဆုံးကြတော့ဘုံကပျောက်ကင်းတဲ့အနေအထားတစ်ခုရှိတယ် မြတ်စွာဘုရားကမောဂရဇဆိုတဲ့ယဟန်ကိုသူ့ရဲ့အမေးကိုဖြေတဲ့အခါဟောထားတာရှိတယ်လေ။တုံညတော်လောကအဝိခတုမောဂရဇတရာတတော်မင်းတတိထားပြီးတော့ကြည့်။မျက်စိဆိုတာတုံညဘာမှမရှိတဲ့အရာဘာမှမရှိဘူးဆိုတာမျက်စိမရှိဘူးပြောတာမဟုတ်ဘူးရှိတယ်။ဘာမရှိတာတော့လို့ဆို မျက်စိကိုကြည့်ပြီးငါဆိုတာမရှိဘူးငါဟာဆိုတာမရှိမျက်စိထဲမှာငါဆိုတာဆိုတဲ့အတွေ့အကြုံတကယ်အနေနဲ့ရှိတာမဟုတ်အထင်ရတာဖြစ်တယ်ငါဟာဆိုတဲ့တဏှာသဘောနဲ့တွေ့တော်မှုသာရှိတယ်တကယ်ငါလို့ပြောเสียရလဲတခုမှမရှိဘူးငါဟာလို့ပြောเสียရလဲတခုမှမရှိဘူး အစင်သာဝရပြောင်းလဲပျက်စီးနေတဲ့အရာတစ်ခုမြသာဖြစ်တယ်ဟောတာကိုကြည့်၃ညတော်လောကံအဝိခတ်တုဆင်ញင်နိုင်ပါသေးဒါ့ဘုစက္ခု၃ညအတ္တိနဝအတ္တနိယနမျက်စီဆိုတဲ့အဲထဲအတ္တလို့ပြောတဲ့ငါဆိုတာမရှိအတ္တနိယလို့ဆိုတဲ့ငါပိုင်နာဆိုတာမရှိသူ့သဘောသူ့ဆောင်သူ့ဟာသူဖြစ်နေတဲ့အရာမြတ်တာဖြစ်တယ်လို့ဆိုတာ ဒါအနတ္တကိုရှုမြင်တာပဲဟောသင်္ခါရီပြတ်တော်ပတ်တကိုရထားတဲ့တရားတွေကိုငါလို့ဘယ်တော့မှမတွေးနဲ့ပြတ်တော်တခြားသူတခြားဟာလို့ပဲတွေးတာအပြင်ကဟာလို့ပဲတွေးတာလူတွေကငါလို့ဆိုတာနဲ့ငါဟာလို့အတွင်းအနေနဲ့တွေးလို့ဒုက္ခရောက်တာဟုတ်ဥပမာမယ် ကိုယ်အိမ်ပတ်ဝန်းကျင်မှာရှိနေတဲ့မြက်ပင်လေးအမိုက်ပင်လေးဘယ်တော့မှငါလို့မတွေးဘူးလေငါလို့မတွေးသည့်အတွက်ကြောင့်ဒီမြက်ပင်လေးအမိုက်ပင်လေးပျက်စီးသွားဘယ်တော့မှငိုရတာရှိဘယ်တော့မှမရှိနော်ငါလို့တွေးထားရင်တော့ငိုခြင်းကိုရမှာပေါ့နော်ငါလို့မှမတွေးတာငါဟာလို့လည်းမတွေးဘူးလေ အဲ့ဒီငါဟာလို့မတွေးတဲ့အရာအတွက်ဘယ်သူမှမပူပန်ညာဘူးငါဟာလို့အဲ့တော့ပူပန်မှုရဲ့ဒီမြစ်ဖြားခန္ဓာဘယ်အနာတာတော့လို့မေးလို့ရှိရင်ငါဟာဆိုတဲ့အတွေးရတယ်လားတဏှာဆိုတဲ့အတွေးရှိတယ်ဒီဖြစ်တာလို့အဲ့တော့တရားမင်းကြီးရဲ့အမေးကိုရသော်ပြားဖြေတဲ့အခါမှာအေးတရားဝါးတွေဟာ ျက်စိကိုတွေ့တာတယ်တဲ့နားကိုတွေ့တာတယ်နှာခေါင်းကိုတွေ့တာတယ်ခလျာကိုတွေ့တာတယ်ကိုယ်ကာယကိုတွေ့တာတယ်ကိုယ့်ရဲ့စိတ်ကိုတွေ့တာတယ်မျက်စိထဲမှာထင်မြင်လာတဲ့အဆင်းအာယုံကိုတွေ့တာတယ်အတန်ကိုတွေ့တာတယ်အနတ်ကိုတွေ့တာတယ်ဟုတ်တယ်လीအနတ်နေတွေ့တာလို့မှ အမွေးကြိုင်တွေဝယ်ပြီးသုံးနေကြအနတ်တွေ့တာပေါ့အရသာကိုတွေ့တယ်ဒါကြောင့်မို့လို့ကောင်းတဲ့အရသာလေးတစ်ခါစားထိုင်နောက်ထပ်စားခြင်း မတွေ့တရားလိုက်ရှာစားတွေ့တာခန္ဓာကိုယ်ရဲ့အထီးတွေ့နဲ့ပတ်သက်ပြီးတော့လေတွေ့တာလေတဲ့နောက်ဆုံးမှာအကောင့်တီးရှိတဲ့စိတ်ကူးကြံစည်မှုလေးတောင်မှလူတွေကတွေ့တာသေးတာစိတ်ကူးတဲ့ကနေ တွေ့တာရှိနော်အဲ့တော့ယသိနန္ဒတရားကိုစိတ်ဆိုတာကိုလည်းတွေ့တယ်အစင်းတန်အနံ့ရတာအထီးတွေ့ ိတ်ကူးချမ်းသိတဲ့အာယုံဆိုတာကိုလည်းတွေ့တယ်နှစ်သက်တယ်ငါဟာလို့သတ်မှတ်တယ်ငါလို့သတ်မှတ်တယ်ဆိုပြီးအဲ့လိုတွေ့တာမှုတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်ဟာတဲ့မျက်မှောက်ဘဝမှာနှလုံးစိတ်ဝမ်းအေးချမ်းမှုမရနိုင်တဲ့ပုဂ္ဂိုလ်ပါလို့မျက်စပ်ပြောဒါဟုတ်တာပဲအင်တမတ်မှန်တွေ့တာမှုတွေရှိနေကြများတော့ နှလုံးစိတ်ဝါအေးချမ်းမှုဆိုတာဘယ်တော့မှမရှိမတွေ့တာဘူးဆိုရင်နှလုံးစိတ်ဝါအေးချမ်းမှုရပစ္စည်းလေးတစ်ခုကြည့်တန်ဖိုးရှိတဲ့ပစ္စည်းလေးတစ်ခုကိုယ်ဟာလို့တတ်မှတ်လိုက်တဲ့အချိန်ကစပြီးတော့ဒီပစ္စည်းလေးကဖိနေဆောင်ဆောင်နဲ့หนีจ้ะแกอาจารย์ทุกข์ทุกข์จะย้อมไล่ไปตุ๊ญญาหาผิดตัวนี้กูอ่ะหมอดอกสิ တွေ့သေးလားမတွေ့တော့ကိုယ်နဲ့လွတ်သွားတွေ့တာမှုကတခြားပြောင်းသွားတယ်ပေါ့ကားလေးတစ်စီးဝယ်ထားတယ်အဲ့ကားလေးရှိနေတဲ့အချိန်မှာတွေ့တာမှုရှိရောင်းလိုက်ပြီဆိုတော့ကားပေါ်တွေ့တာမှုမရှိတော့ဘူးဘယ်သွားတွေ့ရုံဆိုတော့ကားရောင်းထားတဲ့သက်ဆံပေါ်သွားတွေ့ရတယ်တွေ့တာမှုပြောင်းသွားတယ်နော်ငါဟာမဟုတ်ဘူးလို့စွန့်လွတ်လိုက်တာနဲ့တပြိုင်တည်းတွေ့တာမှုကပြုတ်ထွက်တယ် ဲ့တော့ဆိုလိုတာကတွတာမှုရှိတဲ့နေရာမှာတောကအလိုက်ရှိနေမှာပဲဆိုလိုတာကမီးရှိတဲ့နေရာပူမှာပဲလောင်မှာပဲမီးမရှိမှပူရင်းလောင်ရင်းကအေးမှာလေဒါကြောင့်မလို့မီးနဲ့တူတဲ့တွတာမှုဆိုတာဖယ်ရှားခိုင်းတာဟောအဲ့ဒါလို့ဖယ်ရှားဖို့အတွက်အမှန်တိဖို့လိုတယ်အမှန်တိမှသာဖယ်ရှားနိုင်တယ်ဒါကြောင့်မို့ မြတ်စွာဘုရားကရှင်းရှင်းလေးဟောတာပါတတဝါတွေဟာမျက်စိနာနာလေးဟာကိုယ်စိတ်အစင်းသာနတ်ရတာအထွဋ်ထွဋ်ဆိုတာလေးနဲ့နေစင်နဲ့ဗျာဓာရီပေါ်မှာတွေ့တာပြီးတော့နေတယ်အဲ့လိုတွေ့တာပြီးနေတယ်မြတ်ကလပ်ပတ်လုံးစိတ်နှလုံးအေးချမ်းမှုမရနိုင်ပါဘူးတဲ့ကဲအဲ့ဒီတွေ့တာမှုတွေအကုန်လုံးဖြုတ်လိုက်တယ်ဘာနဲ့ဖြုတ်တာတော့အမှန်ဆင်ရင်အမှန်တွေ့အမှန်မြင် c o n t e m p l a t i o လို့ခေါ်တယ်အနုပတ္တနာအချိန်ချိန်အထက်ထဆင်ញင်သုံးသက်ခြင်းဖြင့်အမှန်မြင်လာတဲ့အခါအဖြစ်တွေမြင်လာတယ်အဖြစ်တွေကိုမြင်လာတယ်မမြဲတဲ့သဘောတွေကိုမြင်လာတယ်မမြဲခြင်းကြောင့်မကျေနပ်စရာတွေမြင်လာတယ်မကျေနပ်တာတွေကိုမြင်လို့ကိုယ်မပိုင်ဘူးဆိုတာတွေမြင်လာမြင်လာတာနဲ့တပြိုင်နက်တွေ့တာမှုတွေရောကြသွားပြီနောက်ဆုံးတွေ့တာမှုတွေလုံးဝကင်းသွားပြီဆိုလို့ရှိရင်တော့ တွေ့တာမှုရှိတဲ့နေရာမှာတောကလာတာတွေ့တာမှုမရှိရင်တောကဆိုတာမလာတော့ဘူးအဲ့ဒီကြတဲ့ချက်မှနှလုံးစိတ်ဝမ်းအေးချမ်းမှုဆိုတာရပါတဲ့ရသော်ဗျာဟောတဲ့လမ်းကြောင်းဟာ